lifestyle ကိုကြည့်ရှုနေတဲ့ပြည်တွင်းပြည်ပရဟန်းရှင်လူပြည်သူအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ။ယခုခါမှာရာဇီဆဝန်းတို့တရွေ့ပြောင်းလာတာမေလ၈ရက်နဲ့၁၄ရက်ကြာရောက်ရှိလာပါပြီ။2025ခုမေလဒုတိယရက်တတပတ်ထဲဝင်လာပြီပေါ့။အဲဒီခါမှာလည်း ချိုးရီနတ်ခတ်ဒီကိင်္ဂနာနေအပြောင်းလဲတွေလူသားတွေရဲ့တတဝါတွေရဲ့အကောင်းအဆိုးအပြောင်းလဲတွေရှိပါတယ်အဲဒီအပြောင်းလဲတွေကိုအတတ်နိုင်ဆုံးအကောင်းဆုံးဟောကြားပေးမှာဖြစ်ပါတယ်ဆလဘီမကာရာယာဒီဘွားမကာရာယာဒီဘွားဆိုတာဒီဇင်ဘာ22နဲ့ဇန်နဝါရီ20ကြားမှာမွေးဖွားသူတွေ ီရာဒီဘွားတွေကရုတ်တရက်ကျမ်းမာရေးနဲ့ပတ်သက်ပြီးပုံမှုစူးဝါလာတာစီဝါကူတာလာရှိတယ်အတိတရိကပ်ပြီးမိမိကံကိုပြင့်ပြဖို့လိုပါတယ်နေထိုင်မှုပုံစံတွေပြောင်းလိုက်ပါရှားဝေးနေကြနိုင်ငံရာချာသတင်းကောင်းတွေကြားရမယ်အများအကျိုးဆောင်ရွက်ပေးမှုကြောင့်မိမိအပေါ်မှာကံကံရဲ့အကျိုးတရားကံကောင်းမှုတွေကယ်ဆယ်မှုတွေ တုံ့ပြန်မှုတွေဂုံပြူးမှုတွေရောက်လာလိမ့်မယ်။ရွေကျက်ပြည့်ပြီးတော့ငွေကြေးများစွာဝင်လာမှာဖြစ်ပါတယ်။နှလုံးသားအိမ်တော်ကြီးတာယာမှာဖြစ်ပါတယ်။အယောင်တောက်ပြီးတော့ဘဝအတွက်အရေးပါတဲ့အပြောင်းလဲတွေဖြစ်ပါတယ်။ဒါကြောင့်လုံငန်းနေထိုင်ရေးအိုးအိမ်ကိစ္စများကောင်းမွန်စွာပြောင်းလို့ရပါတယ်။ပြောင်းရွှေ့ခြင်းဖြင့်ပူကောင်းပါတယ်။ဝိဇ္ဇာမဲ့အယောင်တွေကတော့အဖြူရောင်ကြီးပြားရောင်ခဲရောင်အဝါနုရောင်နဲ့အစိမ်းနုရောင်များဖြစ်ပါတယ်။ တလေးချောက်ပတ်လည်းထီထူပြီးပါအမျိုးသမီးငယ်လေးများယခုကာလမှာပန်းပန့်ခြင်းဘကွက်ဆွဲခြင်းနှခမ်းနီဆူခြင်းပြုလုပ်ပြီးပါတာမုတ်ဒီဂုံတော်ကြီးတနေ့ကိုပတိဆက်ပတ်စီပါကြက်ငှက်ငါးများအစာကျွေးပြီးပါ မကာလာရာဒီဘွားမိသားစုအလုံးဘေးရန်ကင်းကြမှာချမ်းသာကြပါ